ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်ကလေးတစ်ခု ဖြစ်အောင် ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်ေးတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှင်ရှိဘူးလေ အဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မှာဆိုရင်လူတွေအဲ့ဒါလေးတွေးရင်ဆင်ញင်တယ်နော် အကုန်လုံးထားခဲ့ရမှာဒါတွေတွေးဆင်ရတယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ရင်သုံးသပ်ကြည့်တာအမှန်အကန်ကိုဆင်ရင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတယ်ဒါမှန်ပဲတွေ့တာမှုတွေယော့သွားတယ်ကိုယ့်ကိုယ်ထာဝရဖြစ်နေတဲ့အတွေ့အာယော့သွားတယ်ဩငါတို့ကတခဏပါလား တခဏဆိုတော့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာเนาะတွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုကိုရှင်းချတွေ့တာမှုရှင်းချနိုင်မှရှင်နေကတောကဆိုတာရှင်းချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမရှိဘူးကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာ ိုနဲ့ခင်မင်းရင်နှီးမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောက်ပါဒီနေ့ဒီဆေးရတွေ့လဲတခြားနေ့မရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှင်လေပစ္စည်းဥစ္စာဥစ္စာရှားဝေးခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားဝေးတဲ့အခါမှာလည်းတရားမြတ်တမှုနဲ့ရှားဝေးရအသုံးပြုတဲ့အခါမှာလည်းတန်ဖိုးရှိတဲ့အသုံးပြုလို့သုံးပြုအောင်မှာဖြစ်တယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းထိုးထည့်လို့လုပ်အောင်မှာဖြစ်တယ်လို့ ုစီကိုစီမှတ်သားနိုင်ထားကြဘူးတရားချက်ခင်သူတော်စင်ပြိတ္တာပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှာဝေခြင်းနဲ့သုံးဆွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှာဝေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမှန်ကန်တဲ့အသိဉာဏ်ရအောင်ကျူစာအထောက်ကြမယ်တို့ကိုးစီကိုးစီနှလုံးသွင်းပြီး မမေးမလျော့သောတတိကြီးမားသော လုံလဝိရိယဖြင့်ချူစာအားထုတ်နိုင်ကြပါစေကုန်တည်း